ဲ့ပထမအုပ်ဆိုတာ6လပိုင်းအတွက်တနင်္ဂနွေသားသမီးတွေကိုတဲတော့ကြည်ပေးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်းရှစ်ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်နော်တုံချောင်းရှစ်ချောင်းဆိုတဲ့ကက်အော်ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှစ်မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်အော်စိန်လန်းဆိုပြင်နေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်။အဲ့ဒီဒုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘူးစစာ ထွက်နေတယ်။အညုံအကက်အတက်လက်အညုံအခက်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်း။ကောင်းငင်ကနေကြာလာတယ်ပေါ့။အဲ့တော့ကောင်းငင်ကကြာလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အိဗယ်မျိုးလေအိဗယ်ကောက်လို့ရတယ်နော်။ကောင်းငင်ကနေပြုတ်ကြလာတယ်ဒုံချောင်းရှစ်ချောင်းနော်အိဗယ်ရတယ်။အော်တနေ့ဦးနေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာအမမီလောက်ကင်နေတဲ့အလောက်ကင်လုပ်ငန်းကင်ကင်နေတဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်เนาะလုပ်ငန်းတွေ အတိုးတက်လာနိုင်တယ်သို့တော့အဟံတားတွေအနှောက်ယှက်အတားအဆီးတွေလည်းရှိနေတယ်เนาะအဟံတားတွေအနှောက်ယှက်တွေအတားအဆီးတွေရှိနေတယ်အနှောင်နှေးကြံ့ကြာမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ရဲ့ကိုလုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတရုတ်ရသားသမီးတွေနဲ့မြန်မြန်တွတ်တွတ်လက်လက်လုပ်ဖို့လိုတယ်เนาะအဲ့တော့ဖြတ်ခနဲပေါ်ဆက်ခနဲလုပ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနည်းလေသာသမီးတွေ6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေကအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ် အခုသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင့်ဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ်ຢາລູໂຕດາမျိုးດີລາສາໂຕດາမျိုးດີຈົ່ງດ້ວຍແຕ່ແຕ່ລີຈ້ອງຄີດີຕົວແຕ່ແຕ່ທີຊຸຍປောက်ດະໂຕမျိုးທີຊຸຍປောက်ແຕ່ແຕ່ງວຍດີອະມູຍາດະໂຕເຖົ້າແຕ່ແຕ່ວິນແດບາແດເນາະອ່າລະຍີແວຈັດຍີມັ້ນຈັດດີປຽວວ່າແມ່ອ່າລະໂກໂຕລອງຖ້າແດ່ປິດຊີດີແລະຊີກ້ອງຢາແມ່ເນາະຊິດຕູ ဗီဇာမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေနေဆိုရင်လည်းချစ်သူဤစားတွေရတတ်တယ်ဆိုရင်အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ရုံးမင်္ဂလာအမှုခင်းဖြစ်နေတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေရပစ္စည်းတွေရနာပစ္စည်းတွေလောလစားတွေဝင်တတ်ပါတယ်အဲ့တော့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူဒန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါပေါက်တတ်တယ်အဲ့တော့တနည်းဦးရသားသမီးတွေနဲ့အခက်အခဲနှောက်ရှက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရှက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေတနည်းဦးရသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေတနည်းဦးရသားသမီးတွေကို6လပိုင်းအတွက် တဲတော့ဆွဲပြီးတဲ့ခါမှာတင်းလာသားကြီးတွေကြလာတယ်တဲတော့ကက်ကတော့အဲဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တင်းလာသားကြီးတွေအတွက်အဲမှာလူလင်ပြူတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွန့်အခက်နဲ့အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်းခေါင်းမော့ပြီးကြည့်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့တရင်စကားကိုတယ်ဆောင်လာတဲ့သူဆိုရင်အဓိပ္ပာယ်ရပါတယ်ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ တရင်စကားတွေကိုသင်ဆောင်လိုက်လို့တရင်ကောင်းတွေကြားရတဲ့တည်းဒီ6လပိုင်းဆိုတဲ့ကာလမှာတရင်နာသာသူမျိုးတွေနေတယ်ဟာမင်္ဂလာရှိတဲ့တရင်တွေအဝမ်းသာရမဲ့တရင်တွေပျော်စရာကောင်းတဲ့တရင်မျိုးတွေပေါ့နော်တရင်စကားတွေကြားရမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်เนาะအဲ့တော့လုပ်ငန်းကင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတဲ့နိမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်เนาะ တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်အဲ့တော့အမွေရတတ်တယ်နောက်မတင်မတဲ့နဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငွေဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေနေနေဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှိ ਉ အဆင်ပြေလာမယ်ဆိုတော့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတဲ့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်။အဓိကအထိပ်ပဲကတော့အဲ့တော့ယူရချက်ယူမှန်းချက်တွေအစ်စ်တွေပေါ်ပေါက်တတ်တယ်။နော်ဥတီချက်အစ်စ်တွေပေါ်ပေါက်တတ်တယ်။နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။ဒီနေ့လာသားမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စူးစမ်းအားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါ်အောင်မြင်မယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်။အဲ့တော့ဘဝအစ်စ်တစ်ခုလုပ်ငန်းအစ်စ်တစ်ခု เนาะအခွင့်အရေးအစ်စ်တခုရရှိတတ်တယ်เนาะလုပ်ငန်းကိန်းကအစ်စ်တွေเนาะအခွင့်အရေးအစ်စ်တွေပေါ်ပေါက်လာမယ်เนาะနေရာဒေသအစ်စ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတတ်တယ်เนาะအဲ့တော့စိတ်ကူးအတ္တအကြံဉာဏ်အတ္တတွေပေါ်ပေါက်လာတတ်တယ်။အဲ့စိတ်ကူးအတ္တအကြံဉာဏ်အတ္တတွေကနေပြီးတော့အလောက်ကိုင်ဆောင်ရမယ်ဆိုရင်ဒိဋ္ဌိရတာတိမြဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်။အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။ တော့အခုဒီအင်္ဂါသားသမီးတို့အတွက်တဲတော့ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြလာတဲ့တဲတော့ကက်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တဲတော့ကက်ဖြစ်ပါတယ်နော်။ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတွေကလူတွေကထလာတဲ့ပုံပေါ့နော်ပေါ်ထွက်လာတဲ့ပုံ။အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ရှင်တန်ခြင်းနော်ရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်နော်အဲဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတဲ့တည်းသူအဟောင်းတွေပြန်ပေါ်လာတဲ့တည်းနော်အဲ့တော့လူဟောင်းတွေ အရင်တော့မိတ်ဆွေဟောင်းနေနဲ့ပြန်တွေ့ရတဲ့ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့တော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းအနေပြီးတော့ရက်တံပြီးတော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်ကကိုယ်အဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်အဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တယ်လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ် ကိုရှီယာနေထွက်ထားတဲ့ဖေဒရယ်ပစ္စည်းတော်လည်းကောင်းလက်ဝက်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုတဲ့မိတ်နော်လူကောင်းတွေပြန်စုံစည်းရတတ်တယ်ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့ရင်လည်းဒီချိန်ကာလမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တရင်ကောင်းကြားရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ပွားခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ခရုဆိုင်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေ လည်းအဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ဘွဲကိစ္စတွေလည်းအထူးပေါင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့ရဲ့အဓိပ္ပာယ်ကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းနော်အစ်စ်တစ်ဖန် ပြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အစ်တစ်ပံပြန်လဲနိုးထခြင်းနော်လုပ်ငန်းကိန်းကန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်နော်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်နော်ရက်တန်နေတဲ့ငွေကြေးတွေနော်ပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်စုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်နော်အဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်းတန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများအားလုံး စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေစမ်းမချမ်းသာကြအဲ့တော့ဗုဒ္ဓသာသမီတွေအတွက်ကကြာလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တေတော့ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွက်ဘယင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပုံမှာရှိတဲ့ပလင်ကြီးပုံမှာထိုင်နေတယ်ခွက်တစ်ခွက်ကိုကင်ပြီးတော့ထိုင်နေတယ်ဘယင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်အလင်းမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါ ဟိုလူသားသမီးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရေရဲ့အတိတ်ပဲရတော့အေးချမ်းတဲ့အတိတ်ပဲเนาะအဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အတိတ်ပဲဖြစ်ပါတယ်နောက်စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဘုရူသားသမီးတွေနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်เนาะအဲ့တော့ ကုသရေးဝန်ကိစ္စတွေအမှုပညာအလှပရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးဆန်းဆန်းထူးထူးခြားခြားအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နည်းဖြစ်ပါတယ်။အဲ့တော့အလှူတန်းတွေပြုလုပ်ရတတ်တယ်အလှူတန်းတွေပြုလုပ်ရတတ်တယ်။အဲ့တော့ရုံးမြင်ကနာအမှုခင်းတွေဖြစ်နေလေရုံးမြင်ကနာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နည်းဖြစ်ပါတယ်။အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတတ်တယ်။အဲ့တော့ဖျားဘူးတွေသွားရတတ်တယ်။အလှူဒန်းကိစ္စတွေပြုလုပ်ရတတ်တယ်။အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတတ်တယ်။တိုးချဲ့ရတတ်တယ်လူမျိုးလုပ်ငန်းတွေ။ နော်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်။အဓိကရဲ့အဓိပ္ပာယ်မှာတစ်ချက်သတိထားရမှာကအရက်နဲ့ပတ်သက်တာတို့နော်မူရစ်စေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သတိထားရမှာဖြစ်ပါတယ်။အမှားယွင်းတွေဖြစ်တတ်တယ်။အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်။ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်။အဲမှာအရက်နဲ့ပတ်သက်တာတွေနော်မူရစ်စေဝါနဲ့ပတ်သက်တာတွေနော်အဲတော့အတောက်အစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်။အဓိကရဲ့အဓိပ္ပာယ်ကတော့ ရဲဝဲခရီးတွေထွက်ကြတတ်တယ်နိုင်ငံရေးချားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်เนาะအဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘလူးသားတွေနေနေတာအကက်ခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တရင်ကောင်းတွေကြားရမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမှာဘလူးသားတွေနေနေကိုဖြစ်ချင်တဲ့ကိစ္စကိုလုပ်ချင်တဲ့ကိစ္စတွေရဲရဲဝံ့ဆောင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအစ်စ်လုပ်ချင်တာလား ကိုလှုပ်ချင်တဲ့မိလှုပ်ချင်တဲ့ကိစ္စကိုရဲရဲတင်းတင်းရဲရဲဝံ့ဝံ့လောက်ကင်ဆောင်ရမယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဘုံလူသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာစေနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေအဲ့တော့6လပိုင်းဆိုတဲ့ကာလမှာကြာတာပိသာသူတွေလည်းကြာလာတဲ့တဲတော်နမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တယ်ပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော် မှာကောင်လေးတယောက်ကကောင်မလေးတယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကိုလက်ဆောင်ပေးနေတယ်ပေါ့အဲကျွန်တော်ပေးသားသမီးနေတဲ့ဒီကဲ့ရဲ့အတိတ်ပဲရတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်တော်များအောင်ကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေကိုပြန်လဲသုံးသပ်နိုင်ခြင်းဆိုတဲ့ပုံကိုယ့်ရဲ့ကိုလုံနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကို အတုံးပြူပြီးတော့အတိတ်ကကြုံွေးကြုံတွေ့ခဲ့တဲ့အဖြစ်ရတည်သင်္ကန်းသာယူပြီးတော့မိမိအနေနဲ့ရှေ့ကိုအခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုဟောင်းတွေပြန်လဲပြီးတော့အတုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မိဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနစ်တကျဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะ အဲ့တရင်ကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အပြန်လည်နာရလှည့်မှုရရှိဆုံးအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့နားလည်မှုတွေရရှိလာမယ်။ကာလအတန်ကြာအဆင်မပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲဖြစ်ပြီးအိမ်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အဆင်ပြေလာနိုင်တယ်။အဲ့တော့စက်တူရှယ်ယာလုပ်ငန်းတွေနော်စက်တူစက်ဘက်လုပ်ငန်းတွေနေနေရတယ်အကျိုးကျေးဇူးတွေရရှိမယ်။အဲ့ကြတာဝိသားသမီးတွေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ်။ တော့ဒီအချိန်ကာလမျိုးမှာအခြေရင်းနဲ့ပတ်သက်တာအိမ်တော်ရင်းနဲ့ပတ်သက်ရင်လေကိုယ့်ရဲ့ဒီငယ်ချင်းဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရွှေရပစ္စည်းတို့ငွေတို့နော်အဖိုးတန်ပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မောင်နှမတွေတည်းရတယ်ကိုကိုကိုကြီးလာလို့တည်းအကူကြီးထောက်ပံ့ကောင်းနေလေရရှိနိုင်ပါတယ်အလုံးနေရအိမ်နေရအပြောင်းရွှေ့တွေပေါ်ပေါက်တတ်တယ်နော် အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတယ်တဲ့ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်တဲ့အလားအပါရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါတယ်အဲကျွန်တော်မိတ်ဆွေသတာပိတာသင်းပြားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်စုံကြပါစေအဲ့တော့ဒီတောက်ကြတာသမီးတို့ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြာလာမဲ့ ကြုံတွေ့လာမဲ့ကန်စတာအဆိုးကောင်းတွေပဲကြာလာတဲ့တေရိုနမိတ်ကတော့ထုံချောင်း၃ချောင်းဆိုတဲ့တေရိုကက်ဖြစ်ပါတယ်တောက်ကြတာမျိုးအဲ့တော့လူတယောက်ကအဝေးကိုမျောကြည့်နေတယ်ပုံပေါ့နော်ထုံချောင်း၃ချောင်းရဲ့ကြားမှာထုံချောင်း၃ချောင်းကိုကန်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလဲရွက်လေတွေရွက်သင်းဘောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံတောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံဖြစ်ပါတယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြတာမျိုးပြကြာလာတဲ့နမိတ်ပေါ့နော်ဒီကရဲ့အဓိပ္ပာယ်ကအမျောမြင်ကြီးမားခြင်းဆိုတဲ့ပုံနော်အမျောမြင်ကြီးမားခြင်း နောက်ချက်တွင်ချင်းတိုးချဲ့ချင်းနောက်အသည့်ဆန်းတွေကို ရှာဖွေချင်းလေ့လာချင်းနောက်စူးစမ်းချင်းစဉ်ကျင်သုံးသပ်မှုစွာရည်တွေတိုးတက်ချင်းနော်အဲ့တော့အသည့်ဆန်းတွေကိုရှာဖွေတွေ့ရှိချင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အချိတ်ဆက်တွေနော်စတူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရစ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအသစ်တွေပေါ်ပေါက်လာတတ်တယ်နော်အဲ နေပယ်အစ်စ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံရေးချခီးဝဲကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ်အဲ့တော့ခီးကြီးတွေထွက်ကားတတ်တယ်နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့ထိုးချဲ့လို့ရတယ်ဆိုတော့နမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေ 6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးအနေနဲ့ကလည်းလုပ်ငန်းကြီးတွေကိုပြုလုပ်ရတတ်တယ်။နိုင်ငံခြားခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်။ကြီးကြောင်းကြီးတွေသွားရတတ်တယ်။အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတတ်တယ်။အရောင်းအဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲ့တော့ဆွေမျိုးထဲမှာမင်္ဂလာဆောင်ကိစ္စတွေအလူတိုင်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်။ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်နှမတွေထဲမှာနောက်ရက်ဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်။အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်။ ဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမိတာရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်ပဲကလည်းကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့မယ်ချက်တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားရခြင်း နော်ခရီးတွေထွက်ကားခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေတောက်ကြသားတွေများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံအဲ့တော့စနေသားမျိုးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြူပြီးတဲတော့ဆွဲတဲ့ခါမှာစနေသားမျိုးတွေကြလာတဲ့ကကတော့ထုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲ့သူရဲကောင်းတယောက်ကမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းချောင်းကိုကင်ထားတယ်အကောင်းမှာကိုချက်ဝတ္တန်စာမှာမိတော့မိလျာအသွင်ဆောင်နဲ့ချက်ဝတ္တန်စာကိုဝတ်ထားတယ်နော် တော့ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ကူပြောင်းခြင်းเนาะအလုံးပြောင်းနေရာပြောင်းနေပေါပေါက်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်တနည်းအားဖြင့်တနည်းအားရွှေ့ပြောင်းခြင်းနောက်စနေသားသူတွေလည်းဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါပေါက်လာတတ်တယ်เนาะကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်မကောင်းပြောခံရတာမျိုးလည်းကြုံတွေ့ရတတ်တယ်ဒီချိန်ကာလမျိုးမှာစနေသားသူတွေနေနေစိတ်လိုက်မှန်ပါမလုပ်မိဖို့ရည်ကြီးတယ်မိမိရဲ့ဒေါသကို ထိမ့်သိမ့်နိုင်ရင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့စိတ်အမြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ဒီကာလမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်ဒီကံမှာအလုံးပြောင်းတာတွေအိမ်ပြောင်းနေရာပြောင်းတာမျိုးတွေပေါ်ပေါက်လာတတ်တယ်အိမ်ရာပြောင်းတာမျိုးလားစနော် ကိုအိယာနေရာထိုင်ခင်းနေပြောင်းရွှေ့ရတာမျိုးတွေကဆက်ကြုံတွေ့ရတဲ့တဲ့အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝေးကိစ္စတွေပေါ်ပေါက်တတ်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်နေတတ်ပါတယ်အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတတ်တယ်ခရီးသွားရတတ်တယ်နော်အဲ့တော့အပြိုင်ဆိုင်အနောက်ရှေ့အတိုက်ခိုက်တွေတော့များနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ရှေ့အတိုက်ခိုက်တွေကိုမိမိနေနေအဲ့အခက်ခဲတွေကိုကြော်လွှားပြီးတော့ အောင်မြင်ပါလိမ့်မယ်။သို့တော့မိမိရဲ့ဒေါသကိုထဲရမယ်။မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုလုပ်မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာ။အဲ့တော့ဒီချိန်ခါမျိုးမှာစမ်းသစ်တွေ့ထွန်းမှုတွေနော်အသေးစမ်းပြုလုပ်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်။အဲ့တော့ဒီချိန်ခါမျိုးမှာစနေသားသမီးတွေအနေနဲ့ကအလုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားပေါ်ပေါက်လာတဲ့အိအာပြောင်းရွှေ့တွေနော်အဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်။နော်ရှေ့ကို ိုယ့်ရဲ့ကြိုးစားအားထုတ်မှုအနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့ကြိုးစားမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ